ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်အထက်မှာပါเนาะဒီကစားခွင့်လဲလို့မရဘူး install တင်လို့မရဘူးဆိုတဲ့သူတွေအတွက်ပေါ့เนาะဒါလေးကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုတစ်ချက်ပြောသားပေးမယ်လဲလို့เนาะကစားခွင့်လဲလို့မရသေးဘူးဆိုတာနောက်မှတစ်ချက်ပြောရမယ်เนาะအခုပြောမှာဒီ install တင်လို့မရဘူးဆိုတဲ့သူတွေအတွက်เนาะအခုမိတ်ဆွေတို့ခုကြည့်နေတဲ့ဗီဒီယိုလေးပေါ့เนาะဒီဗီဒီယိုလေးရဲ့ဒီတင်အောင်နားလေးမှာပေါ့เนาะ စီမိုဆိုတာလေးကိုပထမဒီຢာလေးကိုမနေခင် VPN လေးတစ်ခုခံထားပြီเนาะထောင်းဖို့အတွက်ခုဒီဗီဒီယိုကြည့်နေဆိုလို့မင်းဗီဒီယိုခဏလောက်ရပ်ထားပြလိုက်မယ်เนาะဗီဒီယိုလေးကိုခဏလောက်ရပ်ထားပြမယ်ရပ်ထားပြပြဆိုလို့မင်း message တွေဖုန်းတွေအဆင့်ပြရ VPN လေးတစ်ခုကိုချိန်လိုက်မယ်ကျွန်တော်ကတော့ကျွန်တော်၃နေကြ VPN လေးကိုပဲချိန်လိုက်မယ်เนาะဒီကောင်လေးကတော့ premium ဝယ်နေတာခုဝယ်ရတာမရသေးလို့ပေါ့နော် key လေးမရသေးလို့ ခုကျွန်တော်တော့ဂျမ်ချမ်းနဲ့ပဲဖွင့်လိုက်မယ်မိတ်ဆွေတို့ကလည်းကိုဖုန်းထဲမှာရှိတဲ့ VPN လေးတစ်ခုချိန်လိုက်ပါနော် VPN မရှိသေးဘူးဆိုတော့သူကထောင်းလိုက်ပါ VPN ရှိသေးတယ် VPN လေးကိုချိန်လိုက်ပါအားလေးတော့ရမယ်နော်ရပါပြီသူက free ဆိုတော့ညညာလေးတက်တယ်ပြန်နော်အဲ့ဒါလည်းခဏလေးစောင့်ပေးရမယ်ဒီကောင်လေးမှာတော့ ြန်ထွက်သွားတယ်เนาะကျွန်တော်ကြော်လိုက်လို့ခဏလေးစောင့်ပေးမယ်เนาะဒီ free vpn တွေတော့အဲ့တခုတော့စိတ်ညစ်ဖို့ကောင်းတယ်เนาะဒီကြညာလေးထိုင်ပြီးတော့စောင့်နေရနော်ဒါဆိုရင်ချိန်လာပါပြီနော်ချိန်လာပြီဆိုလို့မယ်မစ္စတာကစောစောကကြည့်တဲ့ဗီဒီယိုလေးအောက်ကိုတစ်ချက်သွားလိုက်မယ်နော် YouTube ကဗီဒီယိုလေးအောက်ကိုတစ်ချက်သွားလိုက်မယ်อืมနော် ီဗီဒီယိုလေးကိုရှယ်သွားလိုက်မယ်။သွားပြပြဆိုလို့မြင်ရင်တို့ကဒါမိတ်ဆွေတို့ကြည့်နေတဲ့ဗီဒီယိုပေါ့နော်။အဲ့ဗီဒီယိုရဲ့ဒီလိုအောင်နာလေးမှာစီမိုးဆိုတာလေးရှိရယ်နော်။မိုးဆိုတာလေးရှိရယ်နော်။အဲ့မိုးဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်။တွေ့လားမသိဘူးပဲနော်ဒီကောင်လေး။မိုးဆိုတာလေးတော့တစ်ချက်နှိပ်လိုက်မယ်နော်။ဟုတ်ပြီကျွန်တော်အဲ့ထဲကိုဝင်လိုက်မယ်။ဝင်ပြီဆိုလို့မြင်ကျွန်တော်တို့ဒီမှာနော်။ download ဆွဲတဲ့ LED ကျွန်တော်ပေးထားပါတယ်ဗျာနော်။ download ဆွဲတဲ့ LED ကျွန်တော်ပေးထားပါတယ်နော်ဒီမှာ။ ကျွန်တော်ဒီမှာ၅ခုလာပဲတင်ပြထားတယ်နော်ဒီမှာမိုးဆိုတာလေးကိုတစ်ချက်ပြန်နှိပ်လိုက်မယ်အပေါ်မှာတော့ကျွန်တော်တို့ဒီမှာတင်ပြီးသား၂ခုကတော့ပေါ်နေပြီပေါ့နော်ဟုတ်ပြီကျွန်တော်ထပ်ပြီးတင်ရင်လို့အောက်ကမိုးဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးနှိပ်လိုက်မယ်နော်အဲအဲ့မှာနော်ကျွန်တော်ဒါတင်ပြရတဲ့အလေး၅ခုပေါ့နော်ဒီ၅ခုတလုံးမစ္စတာတို့က VPN ခံပြီးပြီဆိုလို့မြင်ခုနကကျွန်တော်တို့ VPN ခံလာခဲ့ပြီနော် VPN ခံလာပြီဆိုတော့မစ္စတာတို့ကြက်တဲ့ဟာလေးတစ်ခုထောက်လိုက်ပါနော်ဟုတ်ပြီ ဒါဆိုလို့မြင်ကျွန်တော်တို့နော်ဟာလာဒီကနေမှမတောင်းညင်ဘူးဆိုတဲ့သူတွေအတွက်ကလည်းကျွန်တော်တို့ Telegram channel ကိုတစ်ချက်သွားလိုက်မယ်နော်တချို့ကကျွန်တော် Telegram တောင်းအောင်ပြေတယ်ပေါ့ Telegram သွားမယ်ပေါ့ Telegram တောင်းမယ်ဆိုတဲ့သူတွေအတွက်ကကျွန်တော်တို့ Telegram နဲ့ကိုတစ်ချက်သွားလိုက်မယ်သွားပြီဆိုလို့မြင်ကျွန်တော်တို့ဒီစာရိုက်ရှာတဲ့ညာဘက်တောင်အပေါ်နားလေးရပါတော့စာရိုက်ရှာတဲ့ညာဘက်တောင်အပေါ်နားလေးလူတွေကိုဝင်လိုက်မယ်ဝင်ပြီဆိုလို့မြင်ရိုက်ရှာမှာက a ကို GG 1876လို့ရိုက်ရှာမှာဖြစ်ပါတယ်เนาะဆက်လက်ပြီးဆိုလို့မြင်ဒီမှာ channel လေးတစ်ခုတက်လာပါမယ်เนาะဒီကောင်လေးပါเนาะအဲ့ကောင်လေးတော့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်เนาะဝင်လိုက်ပြီးဆိုလို့မြင်ကျွန်တော်အပေါ်လေးနည်းနည်းဆွဲလိုက်ပြီးဆိုလို့မြင်ဒီမှာเนาะအဲ့လေးဒီမှာလည်းတစ်ခုပေါ့เนาะကျွန်တော်မင်းညာလက်ရှိသုံးလို့အစဉ်ပြေတဲ့အဲ့လေးတစ်ခုကျွန်တော်တင်ပေးထားပါတယ်မင်းညာထပ်ပြီးရောเนาะဒီအဲ့လေးပေါ့เนาะ အဲ့ဒါလေးတွေကိုတစ်ချက်လောက်ဟုတ်လားမြားလေးနှိပ်ပြီးကျွန်တော်တောင်းလိုက်မယ်နော်ကျွန်တော်ကတောင်းပြီးသက်ဖြစ်လို့ဒါဖိုင်တန်းပေါ်သွားတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်လေးကို install တင်ကြည့်မယ်ဗျာနော်အဲ့ဒါဆိုကျွန်တော်တို့ဒီ install တင်ဖို့အတွက်ဖိုင်လေးကိုတစ်ချက်ပြင်ပြီးထပ်နှိပ်မယ်နော်ကျွန်တော်ကတော့ကျွန်တော်သုံးနေရသူ device ကပါတဲ့ဒီကောင်လေးနဲ့ပဲတစ်ချက်ဆက်လက်ပြီးလိုက်မယ်နော်အပ်ဒိတ်ဆိုတာလေးလောက်လိုက်မယ်နော် ကျွန်တော်ဖုန်းကတော့ဒီမှာပေါ့နော်ဒါတန့်ပြီးတော့ install တင်လို့ရပါတယ်မိတ်ဆွေတို့ဖုန်းတွေမှာဒီလို install တင်လို့မရဘူးဆိုလို့မြင်ရင်ကျွန်တော်တို့ဘယ်သွားမလဲဆို Play Store မှာတစ်ချက်သွားလိုက်မယ်နော် Play Store ထဲကိုကျွန်တော်တို့တစ်ချက်သွားလိုက်မယ်သွားပြီးပြီဆိုလို့မြင်ရင်ကျွန်တော်တို့ညာဘက်ထောက်အပေါ်က icon လေးကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်ပြီးဆိုလို့မြင်ရင်ကျွန်တော်တို့ဒီမှာ ဒီကောင်လေးတွေကိုထပ်ပြီးသွားမယ်နော် play protect ဆိုတာလေးတစ်ချက်ဝင်မယ်ဝင်ပြီးဆိုလို့မြင်ကျွန်တော်တို့ညာဘက်အပေါ်ဘက်တောင်တွေကိုတစ်ချက်သွားလိုက်မယ်နော် setting လေးတွေသွားပြီးဆိုလို့မြင်အခုကျွန်တော်တို့ဒီမှာ play protect ဆိုဒီနှစ်ခုလေးပိတ်ပြမှာဖြစ်ပါတယ်နော်ဒါလေး on နေတာကိုပိတ်ပြလိုက်မယ်နော်ပိတ်လိုက်မယ်ဒါဆိုလို့မြင်ကျွန်တော်တန်းတော့ဆိုတော့နော်စာကြောင်းလေးကိုကျွန်တော်တို့ချက်ရွေးပြလိုက်မယ်နော်ဒီကောင်လေးကိုကျွန်တော် လော်လေးဖွင့်ပေးလိုက်မယ်ဟုတ်ပြီအဲ့လိုမျိုးဒါပိတ်သွားပြီဆိုလို့မြင်ဒါမျိုးဆိုဒီဖုန်းထဲမှာ install တင်လို့ရပါပြီနော်ဟုတ်ပြီတချို့ဖုန်းကကြတော့အဲ့လိုပေါ်တာမဟုတ်ဘူးပြန်နော်တချို့ဖုန်းပေါ်တဲ့ပုံစံကကြတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ချုပ်ဖုန်းနေပေါ်တာကကျွန်တော်တို့ install တင်လိုက်ပြီဆိုလို့မြင်လေဒါမျိုးလေးတွေပေါ့နော်ဒီမှာ ဆိုတင်မယ်ဆိုလို့မြင်သူကဒီတိုင်းပြနေရပါတော့ MC APP blog ဆိုပြီးပြနေတယ်ပြနေတယ်ဆိုလို့မြင်ကျွန်တော်တို့ကဒီအောက်ကနော်ဒီ mode detail ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးမယ်နော် mode detail ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးအဲ့ဒါလေးနှိပ်ပြီးပြီးဆိုလို့မြင်ကျွန်တော်နောက်ထပ်တစ်ဆင့်ရောက်လာမှာကနော်ဒီမှာတော့မရှိတော့ဘူးနော်ကျွန်တော်ဖုန်းကလည်းလွတ်ပြကြမရှိသေးတော့အဲ့ mode detail ဆိုတာလေးကိုနှိပ်ပြီးပြီးဆိုလို့မြင်ဒီနေရာလေးမှာပဲနောက်ထပ်ထပ်ပြီးတော့ ဒီနေရာလေးမှာပေါ့နော်နောက်ထပ်ထပ်ပြီးပေါ်လာမှာက install anyway ဆိုတာလေးရှိရယ်ပဲနော် install anyway လို့ပေါ်လာမယ်အဲ install anyway ဆိုတာလေးကိုထပ်ပြီးနှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်မယ်ဆိုလို့မြင်ဒါဆိုလို့မြင်တင်လို့ရပါပြီနော်ဟုတ်ပြီဒါတင်ပြီးပြီဆိုကြပါတော့ကြာကျွန်တော်ကတော့ဒါတင်တဲ့ပန့်ကိုကြော်လိုက်ပြီနော်ဒီမှာကျွန်တော်တို့မှန်ရမှာ app လေးရောက်လာပြီပေါ့နော် app လေးရောက်လာပြီဆိုလို့မြင်ရင်ကျွန်တော်တို့က VPN လေးကိုတစ်ချက်ပြန်ပေးပြီမယ်နော်တွားပြီးတော့ VPN လေးကိုကျွန်တော်တို့တစ်ချက်ပေးလိုက်မယ်ပေးပြီးပြီဆိုလို့မြင်ရင်ကျွန်တော်တို့ ခု wifi နဲ့လည်းသုံးလို့မရပါဘူး mindtake internet နဲ့ပဲသုံးလို့အဆင်ပြေပါမယ်နော်ဒီ app ထဲဝင်တဲ့အခါ mindtake internet လေးကိုဖွင့်ပြလိုက်ပါကျွန်တော်ကတော့ဒီ mindtake data နဲ့သုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကြောင်းစရာမလိုတော့ဘူးဒါဆိုလို့မြင် app လေးတဲ့ဟာလာဒါဆိုဝင်လို့ရတော့ပါပြီကျွန်တော်ကတော့ log in ဝင်ပြရတော့နော်ကိုဖန်ကို log in နေမှာဖုန်းနံပါတ်လေးရိုက်ထည့်ဖုန်းနံပါတ်လေးရိုက်ထည့်ပြီးတော့ဒါ OTP လေးပေါ့နော် OTP လေး ကုတ်လေးတောင်း SMN နဲ့ကုတ်ကြလာမယ်ကုတ်ကြလေပြီဆိုလို့မြင်ရင်တော့ဒါလေးဝင်လာပြီဆိုလို့မြင်ခုခုမှမှန်မြော်မှမြင်နေရတဲ့ပုံစံလေးပေါ့နော်ဒီတိုင်းလေးပေါ်လာမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့မြင်ကျွန်တော်ဒါကစားခွင့်ဟာလာမရှိတော့ဘူးဆိုတဲ့သူတွေအတွက်ကစားခွင့်လဲတဲ့နီးလေးလုတ်ပေးမယ်ဗျာနော်ဗီဒီယိုက9မိနစ်တောင်ဖြစ်သွားပြီရှည်သွားပြီနော်ကျွန်တော်အတွင်းနောက်တစ်ပိုင်းမှကျွန်တော်ကစားခွင့်လဲတဲ့ဗီဒီယိုလေးထပ်လုတ်ပေးမယ်နော်ဒီနေ့တော့ဒီလောက်ပါပဲဗျနေ့ပိုင်းဆိုလို့မြင်ကျွန်တော်ကစားခွင့်လဲတဲ့ဟာလေးနဲ့အာ အသေးပြန်လန်ပွားတဲ့ဟာလေးပေါ့နော်ကစားကွင်းလဲတာရဲ့အသေးပြန်လန်ပွားတဲ့ဟာလေးရဲ့အဲ့ဒါလေးပြီးဆိုလို့မင်းဒီဂိမ်းစတင်ချိန်နာလေးရဲ့ဟာလာပဲချင်းဒီအပြည့်ကျက်နေဆိုတာလေးရဲ့အဲ့ဒါလေးကိုကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးပြပြပေးမယ်နော်ဟုတ်ပြီတလက်စားတဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့မင်းလည်းနော် subscribe လေးလုပ်ပြီးဟလာကြပါအောင်ဘေးရဲ့ nudi ခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးဟလာကြပါအောင်ဒါမှကျွန်တော်အစ်စ်စ်တီတင်နိုင် Mr. Lucy မှာ 3B ခေါင်းလောင်းလေးလာပြီးတက်မှာဖြစ်ပါတယ် အဲ့ဒါမှဘယ်ချင်းနေပြီးပြီဘယ် app တွေကတော့စော့လို့ရနေပြီဆိုတာလေးကိုဟုတ်လားဘယ် app တွေက free ပေးနေပြီဆိုတာလေးကိုမိတ်ဆွေတို့ဆီမှာလာပြီးတော့အသိပေးမှဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့မြန် channel လေးကို like and subscribe လေးလုပ်ပြီးခကြပါအောင်နော်ဘေးရန်တို့ဒီ channel လေးကိုလည်းနှိပ်ပြီးခကြပါအောင်ဟုတ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်တူးတယောက်ချင်းစီကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေတွေကိုလည်းတူးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့တည်းလေးဖြစ်ပါစေဗျနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye